မေ14ရက်ကစာပြေမေ20ရက်အတွင်းတိုင်းနယ်ပြည်နယ်တွေမှာမိုးထစ်ချုံရွာသွန်းနိုင်ပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ထုတ်ပြန်ချက်အရမိုးကြီးမဲ့သတိပေးချက်အနေနဲ့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာလေထုမငြိမ်မသက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်၎င်းမုတ်တုံလင်းဆက်လက်ဝင်ရောက်လာတာကြောင့်၎င်းအပူပြန်တက်တိမ်တွေဖြစ်ထုံးမှုအားကောင်းတာကြောင့်၎င်းမေ14ရက်ကနေ18ရက်အတွင်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကယားကရင်ချင်းမော်နဲ့ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာ နေရစိတ်စိတ်ကနေနေရအနှံ့အပြားမိုးထစ်ချုံရွာသွန်းနိုင်တယ်လို့သိရပါတယ်။အလားတူမေ၁၈ရက်ကနေ၂၀ရက်အတွင်းမှာလည်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်း ကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်နယ်ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့အပြားနဲ့ပဲခူးတိုင်းတနင်္သာရီတိုင်းကယားကရင်နဲ့မော်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့သိရပါတယ်။ဒီအတွက်မိုးသင်းထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသီးကျွေတာ လဲတပြက်ရေကြီးတာနဲ့မြေပြိုရာစတဲ့တဘာဝဘေးအန်ဒီယရီဖြစ်ပေါ်နိုင်တဲ့အတွက်အစုံမဒေတာတွေမှာရှိတဲ့ကုန်းမြင့်ဒေတာအနည်းမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်တွေအနည်းမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်တရေပြုတ်ရှောင်ရှားနိုင်မှုနဲ့ပြည်ရင်းရေချောင်းသွာလာရင်းနဲ့လေချောင်းပြန်တန်းရေးအနေနဲ့လဲကြိုတင်တရေပြုတ်နိုင်မှုမိုးစလကအတိပေးထုတ်ပြန်ထားတယ်လို့သိရပါဗျာ။